ိုက်ပါတာစကားကိုလေ့လာတာလဲကြာပြီးပါလို့မပြောတတ်သေးတာလဲလို့သိချင်တဲ့လူတွေအတွက်ဒီဗီဒီယိုကိုပြီးအောင်နားထောင်ပေးပါနော်ဒီဗီဒီယိုကိုပြီးအောင်နားထောင်မယ်တကယ်လဲလိုက်လုံမယ်ဆိုရင်လုံးဝမပြောင်းလဲစရာအကြောင်းမရှိပါဘူးပေါ့နော်အာမခံပြီးပြောလို့ရတယ်ဒါဆိုရင်စပြီးမှကြည့်လိုက်ရအောင်နော်ကျွန်တော်တို့ပုံမှန်အားဖြင့်ပေါ့နော်ဒီပါတာစကားကိုစပြီးမှလေ့လာတဲ့အချိန်မှာကျောင်းသားတော်တော်များများကပါမေးလေးရှိလဲဆိုတော့ဆရာတလားပြတ်နေပြီလားနှစ်လားပြတ်နေပြီလားသုံးလားပြတ်နေပြီလားအဲ့လိုမျိုးလေးတွေမေးလေးရှိတယ်နော်တချို့တွေကြတော့လဲအဲ့လို ျိုးမမေးရဘူးပေါ့နော်ပယ်ချိန်မှတတ်မှလဲဆိုတာကိုမမေးနဲ့ကိုဟာကိုနေ့တိုင်းလေးလာသွားပါဒါဆိုရင်တော့သူတိုးတက်လာပါလိမ့်မယ်လို့ပြောမယ်ပေါ့နော်အဲ့တော့ဒီနှစ်ခုကပဲဟာကမှန်တာလဲပေါ့နော်အကယ်၍တချို့လဲပြောတယ်နေ့တိုင်းပဲလေးလာသွားရင်ဘယ်လိုလို့တိမှလဲပယ်ချိန်မှရမှလဲဆိုတာကိုအနည်းဆုံးတော့တိချင်တဲ့ဥပမာအဖြစ်တင်းနစ်ကုံလာနောက်နစ်လာလို့တိမှပဲလူက လှုပ်ချင်စိတ်ပုံများတယ်ပေါ့နော်ဒါကတော့အားလုံးထောက်ခံမယ်လို့ထင်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ပြောပြမယ့်အကြောင်းအရာကနှစ်ခုလုံးလိုအပ်တယ်ဟုတ်ပြီနော်သတင်းချင်းစီပြောပြမယ်ဘယ်လိုပန်းတိုင်တတ်မှတ်ရမှာလဲဘယ်လိုပုံစံနဲ့လေးလာရမှာလဲကိုတတ်မှတ်ထားတဲ့ပန်းတိုင်ကိုတကယ်ရောက်အောင်ဘယ်လိုလှုပ်ရမှာလဲဆိုတာကိုသတင်းချင်းစီပြောမယ်စာအုပ်နဲ့တခါတည်းလိုက်မှတ်ပါပြီးတော့နောက်ဆုံးအချက်ကအရန်အရေးကြီးတယ်ပေါ့နော်အဲ့ဒီအချက်ကိုမေ့လို့ပဲလူတွေကအကြောင်းသားတွေကဒီထိုင်းဘာသာစကားကိုမရတာပေါ့နော်ဆိုတော့ကျွန်တော်သတင်းချင်းစီပြောပြပေးမယ်ပေါ့နော် ပထမတစ်ဆင့်ကပါလဲဆိုတော့ဒီပန်းတိုင်းတက်ကိုတတ်မှတ်ရပါမယ်။ဥပမာအားဖြင့်တင်နစ်ကုံပေါ့နော်။တင်နစ်ကုံကထိုက်ပါတာစကားကိုကောင်းကောင်းလေးပြောတတ်ရမယ်ဆိုတဲ့ပုံစံမျိုးဟုတ်ပြီနော်။အချိန်တီးကြရမယ်ပြီးတော့ပယ်လေဝယ်အထိတက်ချင်လေဆိုတဲ့ပုံစံကိုအတိအကျပြောဖို့လိုအပ်ပါရဲ့ပေါ့နော်။ဒါပေမဲ့ရုပ်တိဆန်ရမယ်တိရမလားဒီ။နောက်လာကြရင်ထိုက်ပါတာစကားကောင်းကောင်းလေးပြောတတ်ရမယ်လို့တတ်မှတ်တာကရုပ်တိမဆန်ဘူးလေနော်။တကယ်ဖြစ်နိုင်တဲ့ပန်းတိုင်းတစ်ခုကိုတတ်မှတ်ပါ။ဥပမာအားဖြင့်တင်နစ်ကုံဆိုရင်ကြားထဲမှာ၈လလောက်အချိန်ရတယ်နော်။၈လဆိုတာက လုံလောက်တဲ့အနေအထားတစ်ခုရှိတယ်ပေါ့နော်တကယ်စူးစမ်းရင်ကိုကဒီနစ်ကုံရှစ်လလောက်ကြံတဲ့အချိန်ဒီမှာထိုင်းဘာသာစကားကိုကောင်းကောင်းလေးပြောတတ်ခြင်းနဲ့ဆိုတဲ့ပန်းတန်တစ်ခုကိုတတ်မှတ်လိုက်ပါပထမတစ်ချက်ပေါ့နော်ဒီပန်းတန်ကကြတော့တယောက်နဲ့တယောက်တူမှာမဟုတ်ဘူးကိုရဲ့ပန်းတန်ဖြစ်နိုင်တဲ့အနေအထားကိုရွေးပြီးတော့တတ်မှတ်ပါဒါကပထမတစ်ချက် ဟုတ်ပြီနော်ပန်းတန်တက်မှတ်ပြီးပြီဆိုရင်ဒုတိယတစ်ချက်ကပါလဲနော်ဒီဥပမာရှစ်လကြံ့နေပေါ့နော်ဒီရှစ်လအတွင်းကဘယ်လိုလေးလာရမှာလဲဆိုတာကိုတိတိကျကျလေးတိဖို့လိုတယ်တိမှတာလင်းအဲ့ဒီအတိုင်းလိုက်လုံနိုင်မှာလိုက်လုံနိုင်မှာပဲတိုးတက်မှာပေါ့နော်ဆိုတော့ဒီဒုတိယချက်ကဘယ်လိုလေးလာရမှာလဲဆိုတာကိုတိရမယ်ဘယ်လိုလေးလာမလဲဆိုတဲ့နေရာမှာဥပမာအဖြစ်အခုကရှစ်လကြံ့နေပေါ့နော်ရှစ်လကြံ့နေပထမနှစ်လမှာကျွန်တော်ကဒီလုံးဝထိုက်ကိုရောက်လာပြီဆိုရင်တိကိုတိထားတဲ့စကလုံးလေးတွေကိုလိုက်ကြက်မယ်နော်ကိုဒီစား တော့ဆိုင်သွားရင်တည်ထားမဲ့စကလုံးလေးတွေနော်ပြည်စည်းဝဲတည်ထားမဲ့စကလုံးလေးတွေတက်စီငါးတည်ထားမဲ့စကလုံးလေးတွေနော်ကိုလောလောဆယ်တည်ဖို့လိုတဲ့စကလုံးလေးတွေကိုလိုက်ကြက်မဲ့စစကလုံးလေးတွေစာကြောင်းလေးတွေအားလုံးပေါ့နော်ဒီပထမနှစ်လမှာအရေးကြီးတဲ့စကလုံးလေးတွေလောလောဆယ်အတုံးပြုတ်ဖို့လိုအပ်မဲ့ဟာလေးတွေကိုလိုက်ကြက်မဲ့ဒါဆိုရင်ကိုကပထမတစ်ပိုင်းပြီးသွားပြီ ဟုတ်ပြီနော်ဒါပထမနလဟုတ်ပြီဒုတိယနလမှာပါလေးလာမှာလဲဒါဥပမာနည်းပဲပြောတာနော်ဒုတိယနလမှာပါလေးလာမှာလဲဒုတိယနလမှာကိုကဒီစာကြောင်းတိစာပုံလေးတွေကိုတေချာလေးလိုက်လေးလာမယ်ပေါ့နော်ဒုတိယနလမှာစာကြောင်းတိစာပုံတွေကိုတေချာလေးရသွားမယ်ပြီးတော့စက်ကလုံးလေးတွေကိုကိုအစင်ပြင်ပြည့်တယ်လို့အစားထိုးပြီးတော့ပြောတတ်သွားမယ်အဲ့လိုမျိုးပုံစံနဲ့လေးလာပါဒါဆိုရင်လေးလာပြီးသွားပြီ ုတ်တယ်နော်အဲ့တော့တတိယနလမှာပါဆက်လေးလာမှာလဲပေါ့နော်တတိယနလမှာကျွန်တော်တို့ကစာကြောင်းတိစပုံအရှိကြီးတွေကိုလေးလာမယ်စကဆက်လေးတွေကိုလေးလာမယ်ထူချတဲ့စကားပြောပုံပြောနည်းလေးတွေကိုဆက်ပြီးတော့လေးလာမယ် နော်ဒါဆိုရင်ကိုက6လပြီးသွားပြီဒီ6လကိုကိုကနေ့တိုင်းပုံမှန်လေးလေးလာသွားမယ်ဆိုရင်တေချာပေါက်လုံးဝတိုးတက်သွားပြီဟုတ်ပြီနော်အဲ့တော့နောက်ဆုံးနှစ်လမှာပါလေးလာမှာလေနောက်ဆုံးနှစ်လမှာကိုကဒီစကလုံးလေးတွေကိုအမြဲတမ်းလိုက်လိုက်ကြက်သွားမယ်အစ်စ်လေးတွေကိုတော်တော်လေးကိုလိုက်ကြက်မယ်ပေါ့နော်ကြက်ပြီးတော့အစားထိုးပြီးမှလေးကျင့်မယ်ပုံမှန်လေး ပြောမယ်တကယ်လက်တွေ့အသုံးပြုနေအောင်စ조사မယ်အဲ့လိုမျိုးလောက်သွားမယ်ဆိုရင်တင်းနစ်ကုန်တဲ့အချိန်မှာအခုအချိန်နဲ့ရှင်ရင်လုံးဝကွာသွားမယ်ဆိုတာကိုကျွန်တော်အာမခံတယ်ပေါ့နော်ဒီပဲအချိန်မှာပါလေးလာမလဲဆိုတာကိုကြတော့ကိုယ့်ကိုတတ်မှတ်လို့ရတယ်အခုနောက်ခုပြောပြတဲ့ဟာကဥပမာအနေနဲ့ပြောပြတာနော်ဒါဆိုရင်ရှစ်လပြီးပြီနော်ပထမတစ်ချက်ကပန်းတိုင်တတ်မှတ်မယ်ဒုတိယတစ်ချက်ကပဲအချိန်မှာပါလေးလာမှာလဲဘယ်လိုလေးလာမှာလဲဆိုတာကိုတေချာလေးတတ်မှတ်မယ် ဟုတ်ပြီနော်ဟုတ်ပြီတတိယတစ်ချက်ပြောမယ်တတိယတစ်ချက်ကကိုစလေးလာမယ့်အချိန်ကိုတိတိကျကျသတ်မှတ်ပြီးတော့နေ့တိုင်းလုံနိုင်အောင်ကြိုးစားပါဒါကအရင်အရေးကြီးတယ်ပေါ့နော်ဥပမာအဖြစ်တရက်ကိုတနားရီဆိုရင်တနားရီနေ့တိုင်းလုံနိုင်အောင်ကြိုးစားမယ်နှစ်နာရီဆိုရင်နှစ်နာရီနေ့တိုင်းလုံနိုင်အောင်ကြိုးစားမယ်တနားရီမဟုတ်ရင်တော့မှမပြတ်စင်နဲ့ပေါ့နော်နေ့တိုင်းလုံနိုင်အောင်ကြိုးစားပါဥပမာအဖြစ်ည၈နာရီကနေ9နာရီည၈နာရီကနေ10နာရီမှာထိုက်ပါတဲ့စကားကိုစိတ်ပါလက်ပါနဲ့လုံမယ်လို့သတ်မှတ်လိုက်ပြီဆိုရင်ဘာပဲဖြစ်နေဖြစ်နေပေါ့နော်အဲ့ဒီနေ့မှာ ဲ့ဒီအချိန်မှာတတ်မှတ်ထားတဲ့အချိန်မှာတကယ်လိုက်လုံနိုင်အောင်ကြိုးစားပါဒါမှပဲနေ့တိုင်းလုံနိုင်မှာနော်နေ့တိုင်းလုံနိုင်မှာပဲတိုးတက်မှာပေါ့နော်ဒါကတော့တတိယတစ်ချက်ပါဟုတ်ပြီနောက်ဆုံးတစ်ချက်ရောက်လာပြီပေါ့နော်နောက်ဆုံးတစ်ချက်ကအရန်အရေးကြီးတယ်တေချာနာထောင်ပါနောက်ဆုံးအချက်ကကိုယ့်ရဲ့ပန်းတိုင်ကိုမေ့လိုက်ပါမေ့ပြီးတော့ကိုထိန်းချုပ်လို့ရတဲ့အရာကိုထိန်းချုပ်ပါ တေချာလေးနားထောင်မယ်နော်။ဘာလို့ကိုယ့်ရဲ့ပန်းတိုင်ကိုမေ့ခိုင်းတာလဲဆိုတော့ကိုကတိပီပီပေါ့နော်။တင်းနစ်ကုံမှာငါထိုင်းပါရစကားကိုရကိုရရမယ်ဆိုတဲ့ပန်းတိုင်တစ်ခုတတ်မှတ်ထားတယ်။ပြီးတော့အဲဟာကိုခဏလောက်မေ့ထားလိုက်ပါ။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအဲဟာကိုမမေ့ဘူးဆိုရင်အဲဟာကိုပဲစဉ်းစားနေတော့မှတင်းနစ်ကုံကထိုင်းလို့ပြောတတ်ပြီးငါလာပိုင်းတော့ကုံသွားပြီးငါဘာမှမတိုးတက်သေးဘူး။၆လပိုင်းတော့ကုံသွားပြီးငါဘာမှမတိုးတက်သေးဘူး။အဲ့လိုမျိုးတွေးနေစိတ်တိုက်ကြတယ်စိတ်တိုက်ကြရင်လူကပိုဆိုးသွားတယ်ပေါ့နော်။ပေကအာယူပြီးတော့စာလုတ်တော့မှလဲ။ဟုတ်တယ်နော်။အဲ့တော့ကိုကပန်းတိုင်တိတိကျကျရှိပြီး အရာကိုခန္ဓာမိပါပြီးတော့ပါလောက်ရမှာလဲကိုထိမ့်ချုပ်လို့ရတဲ့အရာကိုထိမ့်ချုပ်ပါပါကိုဆိုလို့ဒါလေကိုထိန်းချုပ်လို့ရတဲ့အရာကတရက်ကိုတတ်မှတ်ထားတဲ့အချိန်မှာစာလုံးမယ်ဆိုရင်အဲ့ဒီအချိန်မှာတကယ်လုံနိုင်အောင်ကြိုးစားပါအဲ့ဟာကပိုအရေးကြီးတယ်ပေါ့နော်အဲ့ဟာကိုနေ့တိုင်းလုံနိုင်မယ်ဆိုရင်နေ့ကုန်ရင်မရဆရာအကြောင်းမရှိဘူးအမှခံလို့ရတယ် နော်ဒီနီလန်လေးခုနဲ့တကယ်လက်တွေ့အသုံးပြုကြည့်ပါနော်လုံးဝအကျိုးရှိမယ်တိုးတက်လာမယ်လို့အမခန့်ရဲပါတယ်ပေါ့နော်ဒီသုံးနဲ့ကျွန်တော်စတင်လာတဲ့အတွေ့အကြုံအရတကယ်အသုံးဝင်တဲ့နီလန်ပါဟုတ်ပြီနော်ဒါကတော့ခုပြောပြတာနဲ့နီလန်တွေကကိုကိုလေးလာတဲ့ចောင်းသားတွေအတွက်ပေါ့နော်အကယ်၍ကို့မှာဒီငွေကြေးတက်နိုင်တယ်တင်တန်းလည်းတက်နိုင်ခြေရှိတယ်ဆိုရင်တော့တင်တန်းတက်ကြည့်ပါနော်ကျွန်တော်စီမှာတက်ဖို့မလိုဘူးကြိုက်တဲ့ဆရာစီမှာတက်ပါ เนาะဒီနေရာမှာတခုပြောပြချင်တာကចောင်းသားတိုင်းကကျွန်တော်တင်ပုံတင်နည်းကိုကြိုက်မှာမဟုတ်ဘူးဟုတ်တယ်เนาะចောင်းသားတိုင်းကတီဆရာရဲ့တင်ပုံတင်နည်းကိုကြိုက်မှာမဟုတ်ဘူးအဲ့တော့ကိုယ်နဲ့အဆင်ပြေတဲ့ဆရာကိုရွေးချယ်ပါပေါ့เนาะဥပမာအဖြစ်ကျွန်တော်စီမှာဆိုရင်တင်တန်းပေါင်းစုံတက်ပြီးမှကျွန်တော်စီမှာရောက်လာတဲ့ចောင်းသားတွေလည်းအများကြီးရှိတယ်เนาะကျွန်တော်စီမှာတက်ပြီးတော့တခြားဆရာစီမှာရောက်သွားတဲ့ចောင်းသားတွေလည်းအများကြီးရှိမှာပဲပေါ့เนาะဆိုတော့ဒီနေရာမှာပြောပြချင်တာက တင်တန်းမအပ်ခင်ဆရာကိုတေချာလေးရွေးချယ်ပါဘယ်လိုရွေးချယ်လို့ရလဲသူတို့ page မှာဒီ free တင်ပေးတဲ့ video တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီမှာကိုဝင်ပြီးမှလေးလာလို့ရတယ်လေးလာလို့ဒီဆရာတင်တဲ့ပုံစံကိုကိုကကြိုက်တယ်ဆိုရင်အဲ့ဒီဆရာစီမှာတင်တန်းအပ်ပါအပ်ပြီးပြီဆိုတာနဲ့အဲ့ဒီဆရာနဲ့ပြီးတဲ့အထိတွားမယ်လို့စုံဖြတ်ချက်ချပါနော်တခါတလေကအကြောင်းသားတွေကဆရာစီမှာတက်တယ်၃လရက်လောက်တက်တယ်နောက်ထပ်တစ်ယောက်ပြောင်းတယ်နောက်ထပ်တစ်ယောက်ပြောင်းတယ်ပတ်စံကုန်တယ်အချိန်ကုန်တယ်ပြင်ပါမှမရဘူးစိတ်သက်ကြတယ်ပေါ့နော်အဲ့တော့ခုနကျွန်တော်ပြောတဲ့အတိုင်းပဲတေချာလေးစုံဖြတ် က်ပြီးတော့အဲ့ဒီဆရာကိုရွေးပါရွေးပြီးပြီဆိုရင်ဒီဆရာနဲ့ငါထိုင်းလို့ပြောတတ်တဲ့အထိသွားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချပါဟုတ်ပြီနော်အတိအကတော့ဒီအတိုင်းလောက်သွားမယ်ဆိုရင်ဘယ်လိုဖြစ်ဖြစ်တိုးတက်မှာပဲပေါ့နော် တခုကောင်းလာကကျွန်တော်တို့တင်တန်းတက်တယ်ဆိုရင်တူတရတဆင့်လှုပ်ဆရာမလို့တော့ဘူးပေါ့နော်ငါပဲချိန်မှာပါလေးလာမလဲဆိုတာကိုစဉ်းစားဆရာမလို့တော့ဘူးဆရာတိုင်းကတူတော့အစင်လိုက်စီစဉ်ထားပြီးသားပါပင်ပါလေးလာမလဲဆိုတာကိုဆရာတိုင်းတည်တယ်ပေါ့နော်ចောင်းသားတယောက်ထိုက်လို့ပြောတတ်ဖို့ဆိုတာကပါပင်ပါလေးလာမလဲစာဖတ်တတ်ဖို့ဆိုတာကပါပင်ပါအစင်လိုက်လေးလာမလဲဆိုတာကိုတူတော့တည်တယ်အဲ့တော့ကိုရတာဝန်ကကိုကတတ်နိုင်တယ်ဆိုရင်တင်တန်းတက်ပြီးတော့ဒီဆရာပြောပြတဲ့အတိုင်းသာနေ့တိုင်းလိုက်လို့သွားမယ်ဆိုရင်မတက်ဆရာအကြောင်းမရှိဘူးအတိအကကစူးစမ်းမယ် ယ်နေ့တိုင်းလုံနေအောင်ကြိုးစားမယ်အဲ့လိုမျိုးဆိုရင်လုံလောက်ပါပြီဟုတ်ပြီနော်ဒီဗီဒီယိုကတော့ဒီလောက်ပါပဲအခုဆက်ပြောမယ့်အရာကတော့ကျွန်တော်ရဲ့တင်တဲ့အကြောင်းနည်းနည်းလေး ဒီဈေးရောင်းချင်တာပေါ့နော်ကျွန်တော်ရဲ့တင်တန်းတက်ချင်တယ်ဆိုရင်လည်းဒီလကုံငါးလပိုင်းတရက်နေ့ပြန်စဖို့ရှိပါတယ်ပေါ့နော်တင်တန်းကတော့ video class ပါ video class ဆိုပေမဲ့ဒီ video လေးတွေကိုတရက်တစ်ပုံလုံးနဲ့တင်ပေးတယ်အင်စာလေးတွေကိုခရူကိုတိုင်းတယောက်ချင်းစီနော်တယောက်ချင်းစီကိုအသေးစိတ်အရေးအဖက်အတန်ထွက်အသေးစိတ်စစ်ပေးပါတယ်ပေါ့နော်ဒါဆိုရင်ကိုရဲ့အတန်ထွက်မပြီးမှလည်းကြောက်စရာမလိုဘူးကိုရေးတာမလာမှန်လားဆိုတာကိုလည်းတေချာလေးစစ်ပေးမယ်လို့ရှိတယ်ပေါ့နော် ဒါပြင်ပါလှုပ်လို့ရသေးလဲဆိုတော့ကိုတိချင်တာရှိတယ်ဆိုရင်လည်းအမြဲတမ်းလာမေးလို့ရတယ်ပေါ့နော်အိမ်စာပို့ရင်လည်းကိုတိချင်တာလေးတွေမေးထားပါညပိုင်းဆိုရင်အိမ်စာကိုဆရာကစစ်ပေးတဲ့အချိန်မှာပင်နေရာကိုပြင်ရမှာလဲဆိုတာကိုပြောပြပေးမယ်ပြီးတော့ဒီចောင်းသားလေးတွေမေးထားတဲ့ဟာလေးတွေကိုဖြည့်ပေးလေးရှိပါတယ်ပေါ့နော်ကျွန်တော်စီမှာတက်ဖူးတဲ့ចောင်းသားတိုင်းတည်ပါတယ်မေးတဲ့ဟာမှလည်းအကုန်လုံးပြောပြလေးရှိပါတယ်ပေါ့နော်အတိအကားကတော့မေးရဖို့ပဲလို့မယ်ပြီးတော့အိမ်စာပို့ရမယ်မတိတာမရှင်းတာရှင်းရင်အမြဲတမ်းလာမေးမယ်ဒါဆိုရင်ဒီ level 1 2 3ပြီးတာနဲ့9လလောက် ော့အချိန်ပေးရမယ်တင်းနစ်ကုံကွက်တိပါပဲပေါ့နော်ဒီလို3လောက်ပြီးတာနဲ့ထိုက်စာထိုက်စကားမတိုးတက်စရာအကြောင်းမရှိဘူးအမခံပါတယ်ပေါ့နော်အဲ့တော့စူးစားသွားဖို့ပဲလိုအပ်ပါတယ်နော်တင်တန်းကြေးကတော့ပတ်လေးရပါ ready ဖြစ်တဲ့အစင်တင်ဖြစ်ပြီဆိုရင်တော့ဒီ patient messenger ကိုဆက်သွယ်လာလို့ရပါတယ်ဒီဗီဒီယိုကတော့အနည်းနဲ့အများကြိုရှိမယ်လို့ထင်ပါတယ်နော်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ from james sadi club